မရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အာရှခီးစမနောက်ဆုံးနိုင်ငံဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကိုအော်တိုဘာလ29ရက်မှာရောက်ရှိလာခဲ့တာကြောင့်ကိုရီးယားမှာရောက်ရှိနေကြတဲ့မြန်မာတွေဟာမြမအရေးကိုကူညီပေးဖို့ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပြီး No Fly Zone လေယာဉ်မပြန်တမ်းရဆုံးသတ်မှတ်ပေးဖို့ပါတယ်အိတ်ဖွင့်ဗီဇာတစ်ဆောင်ကိုလည်းပေးပို့ခဲ့ကြတယ်လို့သိရပါတယ်သမ္မတထရန့်ဟာဆိုးမျိုးကိုမရောက်ရှိလာခဲ့ပေမဲ့ဆိုးမှရှိရဲအမေရိကန်တန်ယုံရှိမှအော်တိုဘာလ29ရက်နဲ့30ရက်တွေမှာ ဆန္ဒထုတ်ဖော်တောင်းဆိုတာနဲ့အိတ်ဖွင့်ပေးစာကိုပေးပို့ခဲ့ကြတယ်လို့ဆရာနာသိမ်းမှုစန့်ကျင်ရေးကော်မတီ MFDMC ကအတွင်မှုတစ်ကိုပိုင်ကပြောပါတယ်။အာ29ရက်နေ့အာကျွန်တော်ကန်ဆောင်လာတဲ့လိုအပ်တဲ့ပြည်နိုင်တွေကိုအာပြင်ဆင်သွားတယ်ပြင်ဆင်ပြီးတော့ညချင်းကြီးပဲဆိုးကိုတက်သွားတယ်ပေါ့နော်ဆိုးအားရှိရဲဒီအမေရိကန်တန်ရုံးကိုသွားတယ်ပေါ့နော်အတန်ရုံးကတော့လာသည်ဖြစ်စေမလာသည်ဖြစ်စေကျွန်တော်ကအကူအညီလိုတဲ့သူဆိုတော့ အလုပ်ဆရာရှိမှလုပ်မယ်ဆိုပြီးတော့ညချင်းကြီးပဲကျွန်တော်တို့စုံမျိုးတက်သွားတယ်ဒီအာနာသိန်းစစ်တက်ကဟိုအပြစ်မဲ့ပြည်သူတွေဘောနော်နေ့စဉ်တက်ဖြတ်နေတယ်အလိန်နဲ့ဘုံကျဲတယ်ပြီးလို့ရှိရင်ဘောနော်ပေါ်တာဆွဲတယ်ဘောအပြစ်မဲ့ပြည်သူတွေကိုဖမ်းပြီးတော့စစ်မှုထမ်းခိုင်းတယ်တရားတွေကိုကျွန်တော်ရက်တန့်ပေးဖို့ဘောနော်အဲရက်တန့်ပေးဖို့အကူညီပေးဖို့ကိုကျွန်တော်တို့အကူညီတောင်းတာဖြစ်ပါတယ်ပြီးတော့နောက် no friend zone ဘောနော်ဒါတွေသတ်မှတ်ပေးဖို့ကျွန်တော်တို့အကူအညီတောင်းနေပါတော့။အမှကျွန်တော်တို့စာတဆောင်လဲတောင်းရှိပုံကူတွေကိုပေးခဲ့တယ်ပေါ့နော်။တာယုံဝန်ထမ်းတွေကနေတဆင့် သမရဒေါ်နယ်ထရန့်စီပြပိုခဲ့တဲ့စာမှာတော့ဆန္ဒထုတ်ဖော်ရမှာကင်ဆောင်တောင်းဆိုခဲ့တဲ့စာသားတွေနဲ့အတူစစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့ထိရောက်တဲ့ကင်တွယ်ဖြည့်ရှင်မှုတွေမှာကူညီပေးဖို့နဲ့ no fly zone သတ်မှတ်ပေးဖို့တွေပါဝင်တယ်လို့ဆန္ဒထုတ်ဖော်မှုမှာပါဝင်ခဲ့တဲ့တောင်ကိုရီးယားရောက်မြန်မာလူငယ်တယောက်ဖြစ်တဲ့ကိုခိုင်လင်းဖြိုးကလည်းပြောပါတယ်အိတ်ဖွင့်စာတင်းမှာကတော့အထူးပါဖြစ်နိုင်ငံမှာဖြစ်နေတဲ့အခြေအနေရ no fly zone ရရှိဖို့ရရှိရမယ်ဆိုတဲ့အချက်နောက်ပြီး စ်အုပ်စုကိုမလိုကိုင်းတွေဖြည့်ရှင်းမယ်ဆိုတဲ့အချက်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်နေတဲ့အကူအညီတွေလိုအပ်နေတဲ့ assistant တွေအဲ့အဲ့ဒါတွေကိုသမရာ EC ကနေ American သမရာ EC ကနေ Transi ကနေပြီးတော့ကျွန်တော်တို့ကအမြန်ဆုံးရရှိဖို့အမြန်ဆုံးလိုအပ်နေတဲ့အကြောင်းနောက်ပြီးကျွန်တော်တို့မျိုးသားမှာရှိတဲ့ဖန်စီကန်ရဲဘော်တွေပေါ့ထောင်ထဲရောက်နေတဲ့ဒီဒီမိုကရေစီလိုလားတဲ့သူတွေကိုအမြန်ဆုံးထုတ်ပေးဖို့ဖန်စီကန်နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးထုတ်ပေးဖို့ အမေဒေါအောင်ဆန်းစုကြည်နဲ့ကျွန်တော်တို့တမနာကြီးဦးဝင်းမြင့်ဒီတာကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေဖြစ်ကြောင်းဒါတွေပေါ့ဒီအချက်တွေပါဝင်နေဆိုတာကိုကျွန်တော်သိရပါဟုတ်ကဲ့စနားထုတ်ဖို့တောင်းဆိုနေတာတွေကိုတန်ရုံတောင်ဝင်ရှိသူတွေကမှတ်တမ်းတင်သွားခဲ့တယ်လို့ပေးပို့ခဲ့တဲ့အိတ်ဖွင့်ပေးစာကိုလည်းတမရထံပို့ဆောင်ပေးမှာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့ကိုခိုင်လင်းဖြိုးကဆက်ပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘလ28ရက်တုန်းကလည်းအမေရိကန်တမရဒေါ်နယ်ထရန့်ရောက်ရှိနေချိန်ဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ရုံရှိမှာလည်း အလားတူဆန္ဒထုတ်ပေါ်တောင်းဆိုမှုတွေနဲ့အိတ်ဖွင့်ပေးစာပြပို့ခဲ့ကြောင်းလည်းသိရပါဗျ။မြန်မာနိုင်ငံမှာစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဟာနေစဉ်ဆိုသလိုထိခိုက်ဒေဆုံးနေကြရပြီးအော်တိုဘားလာ၁ရက်ကနေအော်တိုဘားလာ၂၉ရက်နေ့ထိစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်လူပေါင်း289ယောက်ဒေဆုံးခဲ့ရမှာလေကြောင်းတိုက်ခိုက်မှုကြောင့်ဒေဆုံးရတာကအများဆုံးဖြစ်တယ်လို့နိုင်ငံချင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ထားချက်တွေကသိရပါဗျ။ ကျွန်မဝေပါ